ဗုဒ္ဓဒိုင်အရီကမ္ဘာလောကသည် နားလည်မှုကမ္ဘာလောကဘယ်လောက်ဆင်းရဲဒုက္ခရောက်နေသည်ဆိုသည့်အကြောင်းကိုသိသည့်နှင့်အမျှစိတ်နှလုံးကနာမငြိမ်ဖြစ်နေသည်ဆရာမရဏဗျာတိယောဂစသည့်ဓမ္မတာတဘာဝဆင်းရဲဒုက္ခများကိုရင်ဆိုင်နေကြရသည့်ကြားတဲ့တတဝတိုင်းအားလူတိုင်းအား ဖက်ဖက်မှနေ၍ညှဉ်းပန်းနှိပ်စက်နေသည့်ဆင်းရဲဒုက္ခမှာခံရနိုင်ပွဲမရှိပေ။အင်အားကိုအကြောင်းပြု၍၎င်းအာနာကိုအကြောင်းပြု၍၎င်းအမျိုးဆက်ကိုအကြောင်းပြု၍၎င်းမတရားဖိနှိပ်ညှဉ်းပန်းမှုများမှ နေရအနှံ့ပြန့်၍နေကြသည်။ရှင်တို့လျင်လေးဘက်လေးရက်မှာတော်မီတဟုံဟုံတောက်နေသည့်ကြားတဲ့ကငါကတစ်ပင်တစ်ပင်ပေါ်မှာထိုင်၍ ကိုကိုကိုလုံးကျုံစိတ်ချရပြီဟုအောင်းမေးလျက်ပွဲကြီးပွဲကားကို ကြည်နေရမည်လောမာနဲ့ရုပ်ကတိတ်တထသင်ဘရင်လုံးလော့ဧကရစ်လုံးလော့မိမိစီစဉ်ချမ်းသာမိမိအာနာဖြင့်ကမ္ဘာလောကအားချမ်းသာဒုက္ခပြည့်ဝအောင်ပြုလုပ်လော့ဟုပြောလာသည်ဘလောင်မိုက်မဲလာသည်နီကမ္ဘာလောကမှာရှိသည့်တခြားဆင်းရဲဒုက္ခများကိုထားပါအောင် စီစိနေအာနာကိုအကြောင်းပြု၍ပေါ်ပေါက်လာသည့်ဒုက္ခများကိုဖယ်ရှားပစ်ပါအောင်လူလောကမှာပြန့်နှံ့နေသည့်အနာရောဂါများနဲ့လူတို့၏တဘာဝယောဂဝေဒနာများကို စီစိန်ဖြင့်၎င်းအာနာဖြင့်၎င်းဖယ်ရှားပစ်၍ရနိုင်ပါသလောမာနယုတ်က ပြောပြန်သေးသည်တိဋ္ဌထသင်သည်အခု လူဘဝမှာအောင်မြင်မှုမရရင်ယဟန်ဘဝရောက်သွားလို့ကော မိသည့်အမြင်မှုရရှိမည်နီရဟန်းဘဝမှာသင်မိတို့အသုံးဝင်မည်နီကိုဝံပိုက်ကိုရန်ကို ဖြစ်တင်နိုင်လိမ့်မည်မဟုတ်လူပေါင်ကတိတ်ချောင်ထွက်ပြေးသွားလျင်သင်ကိုတရေဘောကြောင်သူဟုခေါ်ကြလိမ့်မည်ငါသည်မာနရုပ်ဤတိုက်လုံးခိုက်လုံးတို့ကိုခံနိုင်ရင်ရှိသည်ငါကပြန်ပြောလိုက်သည်ကမ္ဘာလောကကငါ့ကိုတရေဘောကြောင့်သူထင်ထင်ဘာထင်ထင်ငါကယူမဆိုင ငါသည်ငါစိတ်နှလုံး၏ဘယင်ဧကရိလုံးမည်ကမ္ဘာလောက၏ဝမ်ပိုက်ကိုဖြစ်တင်ဖို့မလိုဝမ်ပိုက်ကိုမူသူပတသူဖြစ်တင်သည်တိရိစ္ဆာန်များပင်သူတို့ဝမ်ပိုက်ကိုသူတို့ဖြစ်တင်ကြသည်ငါကကမ္ဘာလောကကိုလူဖြစ်အောင်လှုပ်လို့သည်စံထားရှိသည် လူအပေါင်းတို့ရဲ့ထံသို့လူသားစိတ်ကိုဆောင်ကျဉ်းလာလို့သည်စံထားရှိသည်သစ္စာတရားကိုရှာဖွေလျက်ကမ္ဘာလောကအားပေးခြင်းသည်စိတ်ရှိသည်တို့ဖြစ်၍ စီစဉ်ချမ်းသာကို၎င်းဥစ္စာကို၎င်းအာနာကို၎င်းငါအလိုမရှိကမ္ဘာလောကကငါကိုသဘောမပေါက်ချင်နေပါစေကိစ္စမရှိကမ္ဘာလောကသည်သူ့ကို အမှုထားရလောက်အောင်နားလည်မှုရှိသူဖြစ်ပါ၏လောယနေ့ချီသူသည်ဘယ်သူ့ကိုဘယ်တုန်းကများနားလည်ခဲ့ဘူးပါသနည်းသဘောပေါက်ခဲ့ဘူးပါသနည်းအသက်နှစ်ကိုထင်ရှားရှိစဉ်တွင်မူ ဘယ်သူကိုမျှသဘောမပေါက်ကွယ်လွန်သွားပြီဆိုရင်မူမေ့လျင်လဲမေ့ပြလိုက်ကြသည်သူမဟုတ်လျင်လဲနတ်ဒီဝတာလောက်၍ဘဝတ်သို့ပို့ပြလိုက်ကြသည်ကမ္ဘာလောကသည်လူကိုဗတော်မျှလူမထင်ဒိဋ္ဌိဟုသလကောင်သူမဟုတ်နတ်ဒီဝတာဟုသော၎င်းထင်သည်ဤကအကျင့်ပါနေသည့်အရာဖြစ်သည်ငါဘာကြောင့်တွေးတောပူပန်နေရမှနီးငါကိုယ်အလုတ်ကိုလုံးမီကမ္ဘာလောကကသူ့အလုတ်ကိုလုံးလိမ့်မည် ငါဤစကားကိုကြားရလျင်မာနဲ့ယုတ်သည်ထွက်ပြေးသွားလေးရှိသည်ယနေ့လည်းထွက်ပြေးပြန်လေသည်